မ်လာရာဟ်မန်ရာဟီမ်အယ်လ်ဟမ်ဒူလ illah ကျွန်တော်တို့ဒီအပိုင်းမှာဥဇူရဖရစ်နက်ဆွန်နတ်တာဝန်တွေကိုဖတ်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ exercise တစ်ခုဖတ်မယ်ဒီ exercise ကိုအကုန်လုံးဖြေနိုင်ဖို့ကြိုးစားမယ်ဒီဟာကိုကျွန်တော်တို့ဖြေနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥဇူနဲ့ပတ်သက်ပြီးအများကြီးသိတယ်လို့ပြောလို့ရပြီပေါ့နော်အဲ့တော့ဥဇူရဖရစ်ကလေ့ချက်ရှိတယ် first obligations of ablution ဥဇူရဖရစ်တာဝန်များ ablution အတိတ်ဘဝသူ obligations အတိတ်ဘတာဝန်များပေါ့နော်ပထမတစ်ခုက washing the whole face မျက်နှာတစ်ခုလုံးကိုဆေးခြင်းနောက်တစ်ခုကကျတော့ washing the both hands including elbows လက်နှစ်ဖက်လုံးကိုတတောင်ဆက်အပါဝင်ဆေးခြင်းနောက်တစ်ခါကျတော့ rubbing one for the head by wet hands ရေဆိုးနေတဲ့လက်နဲ့ဦးခေါင်းကိုလေးပုံတစ်ပုံမဆာလုပ်ခြင်းနောက်တစ်ခါကျတော့ washing the feet including the ankles ခြေဖဝါးကိုခြေမျက်စိအပါဝင်ဆေးခြင်းဒီလေးချက်က first ဖြစ်တယ် first ဘာကိုခေါ်တာလဲကျွန်တော်တို့ပြီးခဲ့တာပိုင်းမှာဖတ်ပြီးသွားပြီ first ဆိုတာက Quran Sharif မှာရှိနေတဲ့အမိန်တွေကို first လို့ခေါ်တယ်အဲ့တော့ uzune ပတ်သက်ပြီး Quran Sharif မှာဒီလေးချက်ပဲအမိန်ရှိတာအဲ့ဒါကြောင့်ဒီအရွေးကိုကျွန်တော်တို့ first လို့ခေါ်တာတပေါ်ပေါ်ကွေးနော်နောက်တစ်ပိုက်က sunnat ဖြစ်တယ် सुन्ना ऑब्लीगेशन ऑफ एवल्यूशन उजू ये सुन्ना टाव है म्या पथमा रुखोगा मेकिंग इंटेंशन बिफोर स्टार्टिंग एवल्यूशन उजू मल्लुक हैं नियत लुक हैं यू एज हैं नाउ टोको हजार सेंग बिस्मिल्ला बिफोर स्टार्टिंग उजू मसाक हैं बिस्मिल्ला सोच हैं नाउ टोको हजार एट द बिगनिंग वॉशिंग द हैंड्स अंटिल द रोज थ्री टाइम्स पथमा उजू अने लन फैलूंग लका हुआ छे, छे तुम दिन से छे नाउ टोको हजार रिंसिंग द माउथ थ्री टाइम्स तुम दिन पलो लुक हैं नाउ टोको हजार स्नैफिंग अप थ्री टाइम्स နှာခေါင်းကိုတုံ့ပြန်စေခြင်းနောက်တစ်ခုကကြတော့ starting with the right side ညာဘက်ကနေစတင်ခြင်းနောက်တစ်ခုကကြတော့ rubbing the ears နှရကိုမဆာလုပ်ခြင်းနောက်တစ်ခုကကြတော့ performing each action 3 times အချက်လက်တိုင်းကိုတုံ့ပြန်သည်စေခြင်းဥကောင်းကိုမဆာလုပ်တာကလွေပြီပေါ့နော်မဆာကိုကြတော့ကျွန်တော်တို့တစ်ကြိမ်ပဲလုပ်တာနောက်တစ်ခုကကြတော့ reciting dua after completing ablution ဝူဒူပြီးသွားရင် dua ဆိုခြင်း ဒီအရွယ်ကစွန်နတ်ဖြစ်တယ်။ဘာကြောင့်စွန်နတ်ဖြစ်တာဒီအရွယ်ကဟာဒစ်ဓမ္မရှိနေတဲ့အမိန်ဖြစ်တယ်အဲဒါကြောင့်သဘောပေါက်ပြီနော်။နောက်တစ်ခေါက်ကျတော့ exercise လေ့ကျင့်ခင်း answer the question မေခွန်းများကိုဖြေပါ what is farz farz ပါလေ what is wajib wajib ပါလေ what is sunnah sunnah ပါလေ how many faras are there in the evolution uzuma faras bin khushi le how many sunnah are there in evolution uzuma sunnat bin khushi le how many wajibs are there in wudu wuduma wajib bin khushi le ဒီအရွေးကိုဖြေမှာပေါ့နော်အကေလို့မဖြေနိုင်ဘူးဆိုလို့ရှိရင် part 1ကိုကြည့်ပေးပါ part 1ကိုကြည့်ရင်ဒီအရွေးဖြေနိုင်မှာပဲနော်နောက်တစ်ပိုက် faras or sunnah အောက်မှာလာနေတဲ့အချက်လက်တွေက faras la sunnat la cleaning the nose နှာခေါင်းကိုတန်ခြင်းလှုပ်ခြင်း rubbing the ears နှယက်ကိုမဆာလုပ်ခြင်း washing the feet ခြေဖဝါးကိုဆေးခြင်း starting each action from the right side အချက်လက်တိုင်းကိုညာဘက်ကနေစတင်ခြင်း diary for asla sunnat la now the bike what should he do သူဘာလုပ်သင့်လဲ one mate wudu he did everything but forgot to rub the head to do massage လူတယောက်ကဝူဇူလုံနေတဲ့အခါအချက်လက်တိုင်းအားလုံးကိုလုပ်တယ်သို့တော့သူကမဆာလုပ်ဖို့မေးသွားတယ် does he need to repeat wudu or not အဲ့တော့သူကဝူဇူကိုပြန်လုပ်ရမလားဒါမှမဟုတ်မလုပ်ရဘူးလားကိုယ်ကသာကိုဖြေမှာပေါ့နော်အကေလို့မဖြေနိုင်ဘူးဆိုလို့ရှိရင် part 1ကိုကြည့်ပေးပါကျွန်တော်တို့ part 1မှာ first နဲ့ sunnah နဲ့ wajib အကြောင်းဖတ်ခဲ့တယ်အချက်လက်တစ်ခုက first ဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ကမှားပြီး maybe အဲ့ဒီ first ကကျန်သွားတယ်ဆိုလို့ရှိရင်ဒီအလုတ်ကိုအစားကနေပြန်လုပ်ရတယ်ဆိုပြီးကျွန်တော်တို့ဖတ်ပြီးသွားပြီအခုဒီမှာမစားလုတ်ချင်းအဲ့ဒါက first လား sunnah လားကြည့်မယ် first ဆိုရင်အဲ့ဒီလူကဝူဇူကိုပြန်လုပ်ရမယ်အကေလို့ sunnah ဆိုရင်ဝူဇူကိုပြန်လုပ်စရာမလိုဘူးဒီလောက်ပဲနော် Now to who? One perform wudu but the water doesn't reach on one of his elbow. What should he do? လူတယောက်ကဝူဇူလုံနေတယ်အချက်လက်အကုန်လုံးလုံတယ်တိုးတော့သူ့ရဲ့တတောင်ဆက်တစ်ခုမှရေမရောက်ဘူးအဲ့လိုဆိုရင်ဒီလူကဝူဇူကိုပြန်လောက်ရမလားဘာလောက်ရမလဲနောက်တစ်ခု one didn't perform rinsing during wudu so what does he need to do လူတရဝူဒူလုံနေတဲ့အခါပလုံမကျင်းလိုက်ဘူးအဲ့လိုဆိုလို့ရှိရင်သူကဝူဇူကိုပြန်လောက်ရမလားမလောက်ရဘူးလားနောက်တစ်ခါကျတော့ one didn't recite bismillah in the start of wudu what should he do လူတရကဝူဒူစတဲ့နေတဲ့အခါ bismillah မဆိုခဲ့ဘူးအဲ့လိုဆိုရင်ဒီလူကဝူဇူကိုပြန်လောက်ရမလားမလောက်ရဘူးလားအဲ့တော့ဒီဟာတွေကိုယ့်ဘာသာကိုဖြေခြင်းများကေလို့မဖြေနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဝူဇူနဲ့ပတ်သက်ပြီးတိပိပါမမသိတာလို့ပြောရမှာပေါ့နော်အကေလို့ကျွန်တော်တို့ဒီဟာတွေဖြေနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝူဇူနဲ့ပတ်သက်ပြီးအများကြီးသိတာ ားလေးလို့ပြောလို့ရပြီပေါ့နော်အကေလိုအခိုးရင်းမဖြစ်နိုင်သေးဘူးဆိုလို့ရှိရင် part 1နဲ့ဒီအပိုင်းကိုပြန်ကြည့်ပေးပါနောက်တစ်ခါချင်းရင်ရှာလာဖြေကိုဖြေနိုင်မှာပဲနော်အင်ရှာလာကျွန်တော်တို့နောက်တစ်ပိုက်ကိုနောက်တစ်ခု recording မှာဆက်ပြီးဖတ်ကြမှာပေါ့နော်